ညီကိုတို့အားလုံးပဲမင်္ဂလာပါနေကောင်းကြမှာချမ်းသာကြပါသည်အခုကတော့ကျွန်တော်ကဗီဒီယိုကိုဒုတိယဖိုင်လုပ်ပေးတာပေါ့ဗျာဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာတော့အီတလီစီးရီးပွဲစဉ်နဲ့ဖြစ်တဲ့ကက်ဂရီယာရီမွန်ဇာဖီယိုရင်တီနာအတလန်တာအင်တာမီလန်ဦးတည်နေနာပိုလီအေစီမီလန်ပေါ့ဗျာဂျာမန်ဘွန်ဒက်စ်လီဂါမှာဆိုဖရန်ဘတ်ယူနီယံဘာလင်ဒေါ်မွန်မိုင်းစတိုရဲ့ပွဲစဉ်တွေကိုပွဲချုပ်တုံးတာပြေးမှာပေါ့နော်အခုပထမဦးဆုံးအနေနဲ့ကက်ဂရီယာရီနဲ့မွန်ဇာပေါ့ဗျာ ဒီပွဲစဉ်မှာဖွင့်ထားတဲ့ဗော်ဒီဂျီယာကကရီယာတွေကတလုံး300တန်း9ပေါင်းနှလုံး50ရှောင်းထုံးမှာဖွင့်ထားတယ်ပေါ့နော်။ဆရာအနေထားကိုကြည့်မှဆိုရင်အရှင်အသင်းအဆင့်15မှာရှိတယ်ဒီရသည်အီတလီစီးရီး A 15ပွဲရှောင်းထားတယ်ပေါ့ဗျာ။ဘွန်ဇာအသင်းကတော့အဆင့်20မှာရှိတယ်ကျွန်တော်15မှာရထားတယ်ပေါ့ဗျာ။ဒီနေ့တင်းရပထမအကြော်တော်ကတော့ကကရီယာတွေကတင်းရ2-1ဆိုတဲ့ရလနဲ့နိုင်ထားတယ်ပေါ့နော်။လက်ရှိကကရီယာတွေအသင်းရအင်္ဂလန်ကာလဖောင်5ပွဲကိုကြည့်မှဆိုလို့ရှိရင်တော့9ပွဲနိုင်တဲ့ပွဲတွေ9ပွဲရှောင်းမှာနော်။ ဂိုးပေါ်၃ချိန်၉အောင်၅ချိန်ကြာထားတယ်ဗောနော်အိမ်ဝဲမှာမဆိုးဘူးဗျဂိုးတွေတော့ထည့်နိုင်တယ်ဗောနော်လက်ချီကိုနိုင်တယ်လာဒီကိုရှုံးတယ်ဂိုးထည့်တယ်ပါမကိုနိုင်တယ်ဂိုးထည့်တယ်ဗောနော်ဒါဂျီနိုအောင်တည်ရဆောက်ထားတယ်ဝမ်းဝမ်းမဗျာဥစားတင်းရဲ့လက်ရှိအဝေးခွင့်ကာရဖောင်၅ဘက်ကိုကြည့်မှဆိုရင်အဝေးခွင့်မှာတော်တော်ဆိုးတဲ့မွန်တာဖြစ်တာတွေ့ရတယ်ဗောနော်အဲ့တော့ဒါဆိုကြည့်ရမှာဆိုရင်ခုနကဝက်လက်ရှုံးထားတာလည်းတွေ့ရတယ် ဆိုတော့ဒီနှစ်ကင်းဟက်တူဟက်ကိုကြည့်မှဆိုရင်၃ချိန်ရှိတယ်ပေါ့နော်အာကျွန်တော်ဒီ၃ချိန်မှာဆိုရင်တစ်ချိန်ကမွန်တာနိုင်တယ်တစ်ချိန်ကကရီယာနိုင်တယ်တစ်ချိန်ကတည်ကြထားတယ်ပေါ့ဗျာဒီနှစ်တင်းရနိုင်ချိန်ရတော့မှာတော့ကရီယာတွေက82ခန်းခိုင်တော့မွန်စာက78ခန်းလုံးဆိုမှပေးထားတာတွေ့ရတယ် wise ဘက်မှာကြည့်မယ်ဆိုရင်တော့ wise မှာ print ထားတဲ့ protein to score yes ကိုကြည့်မယ်ဆိုရင်1900ကို900ရမယ်ဆိုရင်800ရမယ်ပေါ့နော် မိနစ်60အတော်တော်မှဖြစ်မဲ့ဂိုးပေါင်းကြီးကတော့အနည်းဆုံး3လောင်းလောက်ပြီးတော့ဖွင့်ထားတာတွေ့ရတယ်။မိနစ်60အတော်တော်မှတက္ကရာတွေကနှလုံးလောက်တော့ထည့်မယ်ဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်။ဝန်ဆာအတင်းကတော့ကျွန်တော်တစ်လုံးတောင်မရဘူးခက်ခဲမယ်ဆိုတော့ခြေဖွင့်ထားပါလေ။ဒီပွဲစဉ်မှာကျွန်တော်တို့နှစ်တင်းလောင်းကနောက်တန်းနဲ့မကောင်းကြဘူးပေါ့နော်။တိုက်ရှိတရတော့အာကျွန်တော်တက္ကရာတွေကအိမ်မွေးမှဆော်မဆိုးဘူးပေါ့ဗျာ။အခုကျွန်တော်ဝန်ဆာအတင်းကလည်းသူဆော့ခဲ့တဲ့အီတလီစီးရီးနောက်ဆုံးပေါ့နော် နောက်ပွဲကိုကြည့်မှဆိုရင် Inter Milan 3-2နဲ့ရှုံးတယ်ပေါ့နော်ဒီပွဲမှာကြည့်အောင်လေပါမ1-1ဆော့ထားတာလည်းတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာသူတို့ကြည့်အောင်ကန်ထားတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်အဓိကဂိုးပေါင်းအပေါ်ကြိုက်တယ်နှစ်သိန်းပေါင်း3လုံးထိကြိုက်တယ်ပေါ့နော်ပြီးရင် Boosting to score yes ထိုးဖို့ကျွန်တော်အကြံပေးခြင်းနဲ့ဗျာ Italy Serie A နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဖီရင်တီနာနဲ့အတလန်တာတို့ပွဲစဉ်ကိုပွဲချုပ်သုံးသပ်ပေးကြပါတယ်ဒီပွဲစဉ်မှာတော့အဝေးခွင့်အသင်းဖြစ်တဲ့အတလန်တာလည်းပဲ90ရှုံးဂိုးပေါင်း390နဲ့ပြီးထားတယ်ပေါ့နော်ဇေဟအနေထားကိုကြည့်မှဆိုရင်ဖီရင်တီနာအဆင့်ရှိရှိတယ်50နဲ့ရှင်းမရထားတဲ့အတလန်တာကတော့ချန်ပီယံလိဝင်ခွင့်တနည်းအားအဆင့်300နဲ့မှရှိတယ်ပေါ့ဗျာ58မှာဒီယာဒီဒီနဲ့တင်းရဲ့ head to head ပထမအကြောင်းမှာဆိုရင်အတလန်တာအသင်းက3-2ဆိုတဲ့ရလနဲ့နိုင်ထားတယ်ပေါ့နော် ီရင်တီနာရဲ့လက်ရှိကာရာဖောင်အိမ်ခွင်၅ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့၄ဘွဲနိုင်တဲ့ဘွဲရှုံကိုမိုတူစီနဲ့ရှုံထားတယ်။ဒီနိုင်ထားတဲ့၄ဘွဲမှာဆိုရင်၃ဘွဲကကလင်းရှိရထားတယ်။အတ္တလန်တာရဲ့အဝေးခွင်၅ဘွဲကိုကြည့်မယ်ဆိုရင်အတ္တလန်တာအတင်းကတော့အဝေးခွင်၅ဘွဲမှာဆိုလို့ရှိရင်၄ဘွဲနိုင်တဲ့ဘွဲတည်ယူပါကဲ။နိုင်ထားတဲ့ဘွဲစဉ်တွေကတော့ကျွန်တော်ဂျူဗင်တာ 4G, Empoli 5G, Verona 5G ပေါ့နော်။ ဒီပွဲစဉ်တွေမှာသူကိုအပြတ်သားထည့်ပြီးကလင်းရှစ်တွေရထားတာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ဒီမထင်မှတ်ပဲအိမ်ဝင်းမှာပေါ့နော်အင်တာမီလန်ကို2-0နဲ့ရှုံးသွားခဲ့တယ်ပေါ့ဗျာဆိုဒီနှစ်တင်းကကျွန်တော် head to head အပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ head to head မှာဆိုရင်အများအားဒီနှစ်တင်းတွေ့တိုင်းအပြိုင်ပိုင်ပေါ့ဗျာမင်းဘာလန်းကဘာလဲပေါ့ဗျာဂိုးအများသွင်းလို့ရှိရပေါ့ဗျာ head to head အပိုင်းမှာကြည့်မယ်ဆိုရင် Fiorentina ကကျွန်တော်တို့နှစ်ချိန်နိုင်ထားတွေ့ရတယ် Atalanta ကနှစ်ချိန်နိုင်ထားတယ်ဒီချိန်ကတော့တည်ချထားလည်းတွေ့ရတယ်ပေါ့နော် ဒီနှစ်တည့်ရနိုင်ဂျီယာနောက်မှဆိုလို့ရှိရင်ဖီရင်တီနာက28ရာခိုင်နှုန်းအတ္တလန်တာ49ရာခိုင်နှုန်းပေးထားတာတွေ့ရပါတယ်ဝိုင်းစဘက်ပေါက်ကြီးတွေကိုကြည့်ရမယ်ဆိုလို့ရှင်တော့ဝိုင်းစဘက်မှာဖွင့်ထားတဲ့ပေါက်ကြီးတွေကတော့ဘိုတင်းတူစကောယက်စ်ကိုကြည့်ရမယ်ဆိုလို့ရှင်တော့ကျွန်တော်တထောင်လောင်းရင်900ရရမယ် no ဆိုရင်တော့20လောက်ပေးထားတယ်ပေါ့နော်မင်းက90ရတော့တော်တော်များအနည်းဆုံး3လောက်ဖြစ်မှာဆိုတော့ဂျီကိုဖွင့်ထားတယ် မိနစ်60အတော်အတွင်းမှာကျွန်တော်တို့ guarantee နဲ့အတင်းကတော့တစ်လုံးနဲ့နှလုံးထိပဲရမှာเนาะတစ်လုံးအများဆုံးပါဗျာတစ်လုံးနဲ့နှလုံးကြားမှာရှိမယ်ပေါ့ဗျာအတလန်တာတင်းကနှလုံးလောက်တော့ရမှာဆိုတော့ကြီးဖွင့်ထားပါတယ်လက်ရှိကျွန်တော်ဒီမှာကြီးမှာတစ်ချက်ကြီးရမှာဆိုလို့ရှိရင်အတလန်တာတင်းကပေါ့နော်တိုက်စစ်ပိုင်းမှာလုံးဝမညံ့ဘူးလုံးဝမညံ့ဘူးဒါအင်တာမီလန်ဆိုတာတော့တကယ်ခံစစ်ဂူရူကြီးပေါ့ဗျာဒါက ။ဒါကြလို့ကျွန်တော်အတ္တလန္တာပြန်အဝေးကွင်းကားဖောင်တွေ့ချာလေးကြည့်လိုက်လောကရှုံးခွဲတော်တော်ကြာပြီးမကြုံတာပေါ့နော်။ဒါမှကျွန်တော်ဒီပွဲစဉ်မှာတည်ချခဲ့ရင်တော့ level 80ရှုံးသွားမှာပေါ့ဗျာ။ကျွန်တော်ဒီပွဲစဉ်မှာ botin score yes ဆိုတာခြိုက်တယ်ပေါ့နော်။ Imperial Dinai အင်ကွင်းကားဖောင်ကိုကျွန်တော်သဘောချတယ်ဗျာဒီပွဲစဉ်မှာကျွန်တော် ပေါ့နော် body မှာကျွန်တော် ancient အသင်းဖြစ်တဲ့ fiorentina ကြိုက်တယ် voting to score yes တို့ကိုအကြံပေးချင်ပါတယ်။ Italy series နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ inter milan နဲ့ udinese တို့ပွဲစဉ် inter milan အသင်းကတော့ဒီပွဲစဉ်မှာပေါ့နော်ခြေသားပြင်းနေဗျာတလုံး50ရှင်9ပေါင်း369တဲ့ဆိုတော့ inter milan အသင်းရဲ့လက်ရှိဇယားနေထောင်ကြည့်မယ်ဆိုလို့ရှိရင် inter milan အဆင့်တက်မှရှိတယ်64မှာ udinese ကအဆင့်၄ ဟိုဒင်းနဲ့အတင်းကတော့အဆင့်30မှာရှိရရမှ40ရတာပဲဗောဗျာဒီနှစ်သင်းရပထမအကြော်တော်ကပွဲစဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်နော်အင်တာမီလန်သင်းရ32ဆိုတော့ရလာနေနေထားတယ်ဗောနော်ဒီရဒီဒီနှစ်သင်းရနှစ်ကြိမ်တွေးထားတယ်ဗောဗျာတစ်ကြိမ်တော့ကိုပါအီတလီယာမှာအင်တာမီလန်တွေးစီးနေနိုင်ထားတဲ့အင်ကွင်းမှာဗောနော်ဆိုလက်ရှိအင်တာမီလန်ရဲ့အင်ဝင်ကာရာဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်အင်ဝင်မှာ၄ဘွဲနိုင်တဘွဲသက်ရေပေါ့နော် ကိုးတွေကတော့ပြန်ပြန်ခွင့်ပြုထားတာမျိုးတွေ့နေရတယ်ဗျာကိုးတွေနောက်တန်းတဲ့ problem ရှိရတဲ့နိုင်ငံ Intermilan ပေါ့နော်အသင်းငယ်ငယ်လေးတွေဆိုကိုးတွေပြန်ပြန်ပြေးလိုက်တာတွေ့ရတယ်ဘိုလောညာတို့မွန်ဇာရိုပေါ့နော်ဒီလိုအသင်းတွေကို Empoli တို့ဒီလိုအသင်းတွေကိုဘူပေးထားတာတွေ့ရတယ်ဥဒိနေကိုကြည့်မှဆိုရင်ဥဒိနေရဲ့အဝေးဝန်းကာရာဖောင်ကိုကြည့်မှဆိုရင်၅ဘွဲ့မှဆိုရင်တပွဲနိုင်၃ဘွဲ့တည်တပွဲရှုံးမနော်အဲ့ဒီမရှုံးတဲ့၄ဘွဲ့လုံးကဂူအောက်ကြားထားတယ်ဗျာ ရှုံးတာတော့ကိုမိုဖိုးဟာနဲ့ရှုံးထားတာပေါ့နော်ဒီနှစ်တင်းရဲ့ဟတ်တူဟတ်အပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးတွေ့ကြတဲ့ထိတ်တိုက်ပေါ့နော်အီတလီစီးရီးရဲ့၅ချိန်မှကြည့်မယ်ဆိုလို့ရှိရင်တော့အင်တာမီလန်အသင်း၄ချိန်နိုင်ထားတဲ့တစ်ချိန်ကဦးဒီနဲ့နိုင်ထားတာတွေ့ရတယ်ပေါ့နော်ဦးဒီနဲ့အဝေးကွင်းကနဲ့အင်တာမီလန်ကိုမနိုင်ထားတာမျိုးတော့ကျွန်တော်မတွေ့ရဘူးပေါ့နော်ဒီပွဲကကျွန်တော် ပြင်းလားဆိုတော့ဘယ်လိုလဲမဟုတ်ဘူးနော်ခြေပြင်းတယ်လို့ပြောလို့တော့မရဘူးဒါပေမဲ့ဦးတင်နဲ့ကကျွန်တော်ဒီရာသည်အသင်းကြီးတွေအများကြီးသူကဆုံးမထားတာပေါ့နော်အဲ့လိုပြောရမှာပေါ့နော်ကျွန်တော်ဒီဟာစီကိုတည်ဆော့တယ်ဗျာလို့နာပိုလီကိုတည်ဆော့တယ်ဒီလိုပေါ့နော်အတလန်တာကိုတည်ဆော့တယ်အဲ့လိုမျိုးပုံစံမျိုးတွေပေါ့နော်နည်းနည်းတော့ကြောက်ရတယ်ဒါပေမဲ့ဘယ်လိုပဲနေနေမှာဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်တို့ wise bet ကြီးတစ်ချက်ကြည့်ကြ wise bet မှာ friend တာတဲ့ ဗိုတင်းသူစကွာရက်ကနစားပေးထားတယ်နိုးဆိုရင်1000လောက်ချာရမှာပေါ့နော်မိနစ်60အတွက်တော့မှဖြစ်မဲ့ကိုပေါင်းကြီးရနှလုံးနဲ့တောင်းလုံးကြားထဲမှာရှိမှဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်မိနစ်60အတွက်တော့မှအင်တာမီလန်အနည်းဆုံးနှလုံးတော့တွဲမဲ့ဆိုတော့ခြေဖွင့်ထားတယ်မင်းက60အတွက်တော့မှဦးကြီးနဲ့အတင်းတစ်လုံးရဖို့တော့မလွယ်ဘူးဆိုတော့ခြေဖွင့်ထားတယ်ဘောလုံးဆိုတာအလုံးပဲပေါ့ဗျာတခါလေးပန်နတီတွေလည်းရနိုင်ပါတယ်နော် ဆိုဒီပွဲစဉ်မှာကျွန်တော်ကစဉ်းစားကြည့်တာပေါ့နော်လက်ရှိကာရာဖောင်းဦးဒီနီကာရာလုံးဝကိုအောက်ပဲဦးတည်တာပေါ့သူကလုံးဝကိုအောက်တလုံးရပြီဆိုရင်အဲရတဲ့အလုံးကိုသူကမလွတ်တော့လုံးဝအင်တာမီလန်ကလည်းကျွန်တော်တိုက်စစ်တင်တာပေါ့နော်အများအပြားကျွန်တော်ဒီအသင်းကတိုက်စစ်ကတော့ကောင်းတာခုနောက်ပိုင်းမှာတိတိလေးဒီပွဲပေါ့နော်ကျွန်တော်အသင်းတိတိလေးကိုဂိုးတွေပြန်ပြန်ပေးနေတာမျိုးပဲတွေ့ရတယ်ကျွန်တော်လည်းတော့လန့်နေပေါ့နော်ဘယ်လိုပဲနေနေပါဒီပွဲမှာအင်တာမီလန်ဘော်ဒီပေါ့နော်အင်တာမီလန် ဘောဒီနဲ့ကျွန်တော်ဒီပွဲမှာတော့အရေးဆုံးမှာဂိုးပေါင်းအပေါ်ကြိုက်တယ်ဗျာအင်တာမီလန်3-1လောက်နဲ့နိုင်ပြီလို့ကျွန်တော်ထင်တယ်ဒီပွဲစဉ်ပေါ့နော်အီတလီ Serie A နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့နာပိုလီနဲ့ AC မီလန်ပေါ့နော်ဒီပွဲကတော့ည7:45မှာကံမယ်ပေါ့နော်နာပိုလီအသင်းကလည်းပဲ9တဲ့ရှုံးဂိုးပေါင်းနှလုံး80ရှုံးပေးထားတယ်နာပိုလီကတော့ကွန်တီရဲ့အသင်းပေါ့ဗျာနာပိုလီအသင်းအဆင့်နှစ်မှာရှိတဲ့62တမတ် AC Milan အတင်းကတော့အဆင့်9မှာရှယ်49မှာပေါ့နော် AC Milan အတင်းရဒီရဒီကျွန်တော်အီတလီစီးရီး A ရှစ်ပွဲရှုံးထားတာတွေ့ရတယ်ဒီနှစ်တင်းရပထမအကြော့ကိုကြည့်ရမှာဆိုရင်နာပိုလီအတင်းက2-0ဆိုတော့ရလာနေနိုင်ထားတယ်ပေါ့နော်လက်ရှိနာပိုလီအတင်းရအင်္ဂွန်ကာရာဖောင်း9ပွဲကိုကြည့်မှာဆိုရင်အင်္ဂွန်မှာ3ပွဲနိုင်နှစ်ပွဲတည်းဖြစ်ထားတာတွေ့ရတယ်ပေါ့နော်ကျွန်တော်ဒီနာပိုလီအတင်းကအခုတော်တော်ဘောနော်ခံခဲ့ပိုင်မှာလည်းပြဿနာရှိရတယ် quay đây lục cho nó vũ đi bị thả nó tùy ạ trái mà tụt vũ bị thả ra là cho nó tiến gì thì phải xét ở đây mình nhà bọn nó yên tâm hình là chú bên cha bọn nó đi lụa tên này bọn nó ưu tiên nhé tục phiêu rình tí nào đi lụa tên này bọn tụt vũ bị thả ra tùy ạ Ấy xì mì là nhé, ủy quân cả rộp hà vầy ủy chì mà khởi nhé, Ấy xì mì là rộ nắp quế này tổng quế xong à cho nó xong thả ra tên là rộ chú bên ta tù gì, tù đi nó tù á ဘုလောညာတူပန်းဆိုတာရှုံတာလေလက်ချီကိုတော့မနေမနေနိုင်သွားတာပါအဲ AC Milan ရဲ့နောက်တန်းကတော့ Inter အာကျွန်တော်ဒီ Napoli လောက်မှကောင်းတာကျွန်တော်သိတဲ့တိုင်း Napoli ကတကူရရင်လွတ်မှာမဟုတ်ဘူးဒီတကူရအောင်ထိန်းဆောင်မှာဒီကောင်းနဲ့ဒီနေ့တင်း head to head ကိုကြည့်မှဆိုလို့ရှင်တော့အဲဆိုတွေ့ခဲ့တဲ့ထိပ်တိုင်း၅ချိန်မှာဆိုလို့ရှင် Napoli အသင်းကတော့ကျွန်တော်တို့နှစ်ကြိမ်နိုင်ထားတယ်။ AC Milan အသင်းကနှစ်ကြိမ်နိုင်ထားတယ်။တစ်ကြိမ်ကတော့တည်ကြာထားတွေ့ရတာပေါ့နော်။ ကိုယ်ကွာတောင်းချင်ကိုောက်နှစ်ချိန်ကြားထားတာလည်းတွေ့ရတယ်။ဒီပွဲတန်တော်တော်လေးကြည်ကောင်းမဲ့ပွဲစဉ်လို့ကျွန်တော်ထင်နေပြန်။ဒီနှစ်တည့်ရနိုင်ချေရအောင်မှာတော့နာပိုလီ51 AC Milan 29ဘောနော်။ level 90ရှုံးဆိုတာဒီပွဲစဉ်တည့်တဘောတော့ရှိရမှာကြောက်ရတယ်။ဒါကျွန်တော်ဗနက်စီယာကိုဘောနော်ဒါနာပိုလီတည့်နောက်ဆုံးသွားတာဒီဗနက်စီယာကိုစီစီဆော့ထားတာတွေ့ရတယ်။ AC Milan အတင်းရတော့သူဆွဲခဲ့တဲ့ Serie A ကိုမို့2-1နဲ့နိုင်ထားတာတွေ့ရတယ်။တေးကြတယ်။ Napoli ကိုတွဲမှာဟုတ်တယ် AC Milan နောက်တန်းမကောင်းနောက်တန်းလုံးဝမကောင်းဘူးနော်။ဒါပေမဲ့ AC Milan လည်းဒီလိုအတင်းကြီးနေတာတွေ့ရင်တခါလေးပိတ်ဆို့ပြီးဆော့တတ်တဲ့အချင်းလည်းဒီဘက်မှာရှိရမှာနော်။အာနန်သတိထား Juventus တို့ကျွန်တော် Inter Milan တို့ပွဲစဉ်တွေကတက်သေးပဲပေါ့ဗျ။ ဒီပွဲစဉ်မှာတော့ကျွန်တော်ကဗောနဂူပေါင်းအောက်ကိုကြိုက်တယ်ဗျာဂူပေါင်းအောက်ကိုကြိုက်တယ်ဗောနဒီပွဲစဉ်မှာကျွန်တော်ကနိုင်ငံ့ရလဲတလုံးထက်တော့မပူနိုင်ဘူးလို့တော့ထင်တယ်ဗောဗျာကျွန်တော်ဒီပါလဲဝိုင်းစက်ပေါက်ကြီးတွေမှာကြည့်ရမှာဆိုရင်တော့ဗိုတီနုစကောယက်စ်ပေးထားတာကိုကြည့်မှာဆိုရင်1800နိုးဆို900ပေးထားတယ်မိနစ်90အတော်တည်းမှာဖြစ်မဲ့ဂူပေါင်းကြီးကနှလုံးထက်မပူနိုင်ဘူးဆိုတော့ကြည့်ဖွင့်ထားတယ်ဗောနနာပိုလီအတင်းရတာအနည်းဆုံးတလုံးလောက်ပဲရမယ် AC Milan အတင်းကလည်းကျွန်တော်တလုံးအောင်ပဲရမယ်ပေါ့နော်1 0မို့ရင်11ပေါ့ဗျာဒုံမို့လည်း2 0အဲ့လိုမျိုးသဘောမျိုးပါဆိုတော့ဒီပွဲစဉ်မှာ race တော့များတယ်ဗျာကျွန်တော်ကဒီပွဲစဉ်ကို9ဘောင်းအောက်ကိုရွေးချယ်ခြင်းလည်းဗျာ9ဘောင်းအောက်ချက်တယ်မလုံးရှိတဲ့ချက်ချက်9ဘောင်းအောက်ချက်တယ်ပေါ့နော် body မှာကျွန်တော်ဒီပွဲမှာတော့ AC Milan body ချိန်တယ်ဗျာ AC Milan တည်ရင်တော့ဆောက်အောင်လုပ်ချင်တယ် ကာဖောင်အနေထားအတိုင်းဆိုတော့နာပိုလီယာတာအကောင်းနေပါတော့ဒါမှမဟုတ်ကျွန်တော် AC မီလန်ရွေးချယ်တယ်ဗျာဒီပွဲလေဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်29ခုပါဗျာဒါက Prime Bet နဲ့ Union Berlin Prime Bet အတင်းကတော့ပေးထားတဲ့ Body J level 90ရှုံးဘူးပေါင်းကတော့နှလုံး60ရှုံးတို့မှာပေးထားတယ်ပေါ့နော်ဆရာနေထားကိုကြည့်မှဆိုရင် frame back ကအဆင့်42နံပါတ် သူ့အပေါ်မှာ live ကစက42မှာမူချန်ကလပ်က43မှာပေါ့နော်သူလည်းမျောလင်းချက်ရှိပါရဗျာ European League Europa Conference League မျောလင်းချက်ရှိတယ်နော် Union Berlin ကတော့အဆင့်14မှာရှိတယ်နော်ဆန်နှခွန်မှာဒီနေ့တင်းရဲ့ပထမအကြော Union Berlin ဝင်မှာစီးစီးကြားထားတာတွေ့ရတယ်ပေါ့နော် Frankfurt တင်းရဲ့အင်ဝင်ကာရဖောင်၅ဘွဲကိုကြည့်မှဆိုရင် တုံးမွေးနိုင်တပွဲတည်းတပွဲရှောင်းရှောင်းထားတာဘိုင်မင်းနဲ့ကို2-1နဲ့ရှောင်းထားတယ်။မတ်စတိန်ကီကို3-2နဲ့နိုင်တယ်။ဟန်နိုင်ကို1-0ရေမင်ကို5-0ဇီအရီလိုက်စ်ကို0-0ဆော့ထားတာပေါ့နော်။ဂိုးသွင်းမခံရတာတုံးမွေးသက်ရှိပြီးအိမ်ကွန်းပွဲစဉ်တွေမှာပြည်ရှင်ယူနီယံဘာလင်ရဲ့လက်ရှိအဝေးခွင့်ကာရာဘောင်၅ပွဲကိုချိန်မဆွဲနော်။2-9တုံးမွေးရှောင်းဟန်နိုင်ကိုရှောင်းတယ်၊စိန့်ပေါ်လီကိုရှောင်းတယ်၊ဒေါမွန်ရှောင်းတယ်။ ော့ဖိုင်ကို4ဇီနဲ့နိုင်တယ်ဖရန်ဖုတ်ကို2-1နဲ့နိုင်ထားတယ်ဝီနန်ဘာလီယံနောက်ဆုံးပွဲဆက်ကျွန်တော်တို့လုံးဝမရှုံးထားပါဘူးပေါ့နော်ဖရန်ဖုတ်ကို2-1ဘိုင်ယန်မြူနစ်ကိုအင်ကွင်းမှာ1-1တိုးရချက်လည်းနဲ့ဆော့ထားတာတွေ့ရတယ်ဝီနန်ဘာလီနောက်တိုင်းလုံးဝမကောင်းပါဘူးတိုက်စစ်ကတော့ဂူရီရပါတယ်ဖရန်ဖုတ်ဖရန်ဘတ်ကိုကြည့်ရမယ်ဆိုရင်ဖရန်ဘတ်အတင်ကတော့အင်ကွင်းမှာရောက်ပြီဆိုရင်တို့ကလုံးဝပေါ့နော် နာလေးကိုလည်းအဓိကဦးစားပေးလို့တိုက်စစ်ကလည်းတော်တော်လေးသူတို့ကယူဆတာတွေ့ရတယ်ပေါ့နော်သူတို့ဆောခရက်ဒီပါဘုန်းဆရာကဆိုရင်နော်အင်ွင့်အဝေးွင့်၃ဘွဲဆက်သူတို့နိုင်ဘွဲမတွေ့သေးဘူးတည်ဘွဲတွေကြီးပဲတူထားတွေ့ရတယ် Osprey CC Lynx CC ပေါ့နော် Mind Studio ဆိုဒါကြလို့ဒီဘွဲတွေမှာတည်ကြရင်ကျွန်တော်90လောက်ရှုံးသွားမှာပေါ့ဗျာ head to head အနေထားတွေကိုကျွန်တော်ကြည့်ရမှာဆိုလို့ရှိရင်နောက်ဆုံးတွေ့ကြတဲ့၅ချိန်မှာဆိုရင် ယူနီယံပါလေကအများအားအသာပြရတာ၄ချိန်တော့ပြရတယ်ပေါ့နော်။ framework ကွဲမှဆိုရင်တော့ framework အတင်းကတော့ရှုံးထားတာမျိုးတော့မတွေ့ရအောင်နောက်ဆုံး၅ချိန်မှာတစ်ချိန်က full one နဲ့နေတယ်တစ်ချိန်ကစီးစီးနဲ့နေတယ်တွေ့ရတယ်ပေါ့နော်။ဒီနေ့တည်းကနိုင်ဂျီးရီးယားတော့မရှိပါဘူးလေ။ဒါကြောင့်ကျွန်တော် wireless ပေါက်ကြီးတွေကိုကြည့်မယ်ဆိုရင် wireless ပေါက်ကြီးမှဆိုရင် protein use ကရ1800 no ဆိုရင်900ရရမယ်။ မနေ့90ဒေါ်လာမှာဖြစ်မှာ9ပေါင်းကြီးက3ပေါင်းကြီးဖွင့်ထားတာတွေ့ရတယ်။ပြီးလို့ရှိရင် private တဲ့အနည်းဆုံးနှလုံးတော့ထဲမှာဆိုရင်ခြေဖွင့်ထားတာပေါ့နော်။ junior ဘာလင်းလောက်ကတစ်လုံးတော့ရပါမယ်ဆိုတော့ခြေဖွင့်ထားတယ်။ဆိုလက်ရှိ car form အနေထားဝယ်ကြည့်ပြီးကျွန်တော်ဆုံးဖြတ်မှာရွေးမှာဆိုတော့ private တဲ့နောက်ဆုံး3ဘွဲ့ဇာတ်နိုင်ဘွဲ့ပျောက်ထားတယ်ပေါ့နော်။တရီဘွဲ့တွေတူထားတယ်။ အာကျွန်တော် union ပါလင်းအတင်းကတော့နောက်ဆုံးပွဲဆက်မရှုံးတာကိုကိုးတွေကတော့ပေးထားတွေ့ရတယ်။ဒီပွဲဆက်မှာကျွန်တော်နှစ်တင်းမောင်းမနော်ကနှလုံး60ရှုံးကျွန်တော်ဂူဘုံအပေါ်ခြိုက်တယ်ဗျာ။ဂူဘုံအပေါ်ခြိုက်တယ်ပြီးလို့ရှိရင်ဒီပွဲဆက်မှာကျွန်တော် body မှာဗောနော်လက်ရှိကျွန်တော်နှစ်ပွဲဆက်မရှုံးထားတယ်ဗောနော် union ပါလင်း body နဲ့ဂူဘုံအပေါ်ခြိုက်တယ်အထပ်ဘွန်ဒက်စီလီကပွဲစဉ်တစ်ပွဲကြည့်အောင်ဆွန်ဒေါ့မွန်နဲ့မိုင်းစတိုးပွဲစဉ်မှာဒေါ့မွန်ကတလုံး30နဲ့ဂူဘောင်းက340 စားစုံပေးထားတာတွေ့ရတယ်ပေါ့နော်။နေရှိတော်မှာတင်ရဇေယမှာဆိုလို့ရှိရင်ကျွန်တော်အစဉ်ဆက်နဲ့မှာရောက်နေတယ်ဒီဟာဒီဆက်တဲ့ဝဲတော်ရှုံထားတယ်ပေါ့နော်။ minus အတင်းကတော့အစဉ်၄မှာရှိတဲ့ချန်ပီယံလည်းဝင်ဝင်တနေမှာပေါ့နော်။၄၅မှာရတာတွေ့ရတယ်ပေါ့ဗျာ။ဒီနှစ်တင်းရဲ့ပထမအကြော့မှာတော့ minus အတင်းက3-1ဆိုရရလာနိုင်ထားပါတယ်။တော်မှာတင်ရလက်ရှိ အင်ဝင်ကားဖောင်၅ဘွယ်ကြီးမဲ့ဆိုရင်တဝဲနိုင်တဝဲတည်းသုံးဝဲတော့ရှုံးထားတယ်ပေါ့နော်ဝိုးတွေခွင့်ပြုထားတယ်ပေါ့ဝိုးတွေဝိုးတွေအများခွင့်ပြုထားတယ်မိုင်းစတင်ရလက်ရှိကားဖောင်ဝေးဝင်၅ဘွယ်ကြီးမဲ့ဆိုရင်သုံးဝဲနိုင်နှစ်ဘွယ်ရှုံးသူကလည်းတိုက်စစ်ခွင့်ပြုဆိုတာပေါ့ဗျာဂူမော်တွေဖြစ်တယ်ဂူတွေလည်းပြေးတယ်ဂူတွေလည်းယူတယ်ပေါ့ဗျာဒီနေ့တင်းရဲ့ဟက်တူဟက်ငါးချိန်ကိုကြီးမဲ့ဆိုလို့ရှိရင်နော်အဲကျွန်တော်၄ချိန်ဂူပေါ့ တကြိမ်ကဘူအောင်ဖြစ်ထားတယ်။တော့မှအတင်းကတော့တကြိမ်မှနိုင်ထားတာပြရတယ်။ဂျာနက်ပွဲထဲမှာတော့ mines ကတရင်နဲ့အနိုင်ပဲရှိရပါတော့။ဒီနေ့တရင်နိုင်ကြရတော့မှတော့မှ80ရာခိုင်နှုန်းဆိုမှတော့ပေးထားတယ်ပေါ့ဗျာ။ဒီနေ့မှသတိထားရမှာပေါ့နော်ကျွန်တော်ဒါ mines အတင်းရကစားသမားပေါ့နော်။နှစ်ဦးပေါ့ဗျာ။နှစ်ဦးရှိတယ်ဗျာ။ Dominic ဒါကျွန်တော်တို့နောက်တိုင်းစားသမားပေါ့ဗျာ။ နောက်နောက်တော့ဦးကတော့ဖိလစ်ပီဆိုတဲ့ကစားသမားပေါ့နော်ဝီနာဆိုတဲ့ကစားသမားဒီကစားသမားကဦးလွဲချောင်းတယ်စက်တာမိုင်းစက်တင်အားနဲ့နိုင်တယ်ပေါ့နော်အဲကြောင့်မလို့ဒီလိုဖွင့်ထားလို့ထင်တယ်လူသားဆောင်လို့ရှိရင်တော့ဒီရှင်းနေတော့မလွယ်တော့ဘူးကျွန်တော် wireless web ပေါ့ကြီးတွေကိုကြည့်မယ်ဆိုရင် wireless web ဖန်တာဗိုတင်းတူ score yes 1600နိုးဆိုရင်ကျွန်တော်တို့ဒဇနီဘာလောက်ပေးထားတယ်မိနစ်90အတွက်တည်းမှာအနည်းဆုံး3လောင်းတိတော့ရောက်ပါမယ်ခြေခွန်းထားတယ်မိနစ်90အတွက်တည်းမှာတော့မှအတင်းအနည်းဆုံး1လောင်းတော့ထည့်မယ်ဆိုတော့ခြေခွန်းထားတယ်မိနစ်90အတွက်တည်းမှာ mice အတင်းကအနည်းဆုံး1လောင်းပဲရမယ်ပေါ့နော်2 1လောင်းနဲ့ပြီးမယ်ဆိုတော့ပုံမှန်မျိုးပါပဲဒီပွဲစဉ်မှာ mice အတင်းကကစားသမား9ဦးမပါတာကျွန်တော်လက်ခံပါတယ်ဒါပေမဲ့ mice ရဲ့လက်ရှိကာရဖောင်ကတော့မှနဲ့ပါတယ်ဗျာ မိုင်းဆက်တယ်သူတို့စောကြတယ်လို့စောတာသူတို့တိုက်စစ်စောကြတယ်စောစောတယ်ပေါ့နော်ခံစစ်စောကြတယ်သူတို့ခံစစ်စောတယ်အဲဒါကြောင့်ကျွန်တော်ဒီပွဲစဉ်မှာဘောဒီမှာမိုင်းဆက်ပဲခြိုက်တယ်ပဲလူနေအောင်မှာပါကျွန်တော်သိတယ်ရှောင်းရင်လည်းကျွန်တော်30ထဲမှာပုံနိုင်ဘူးလို့ပဲထင်တယ်ပဲရှောင်းခဲ့ရင်လည်း2-1လောက်ပဲဖြစ်မှာပေါ့နော်ဒီပွဲစဉ်က1-1 2-1ပဲဟုတ်တယ်ဗျာအဲ့ဒီအတွက်ကြောင့်ကျွန်တော်ဂူပေါင်းအပေါ်ခြိုက်တယ်မိုင်းဆက်ခြိုက်တယ်ဒီနေ့ကျွန်တော်ရွေးချယ်ခဲ့ပြတဲ့အတင်းတွေကတော့ပေါ့နော်ကက်ကရီယာနဲ့မွန်ဆာပွဲစဉ်မှာဆိုဂူပေါင်းအပေါ်ပေါ့ဗျာ ပင်ဖီယူရင်တီနာဘော်ဒီအင်တာမီလန်ဘော်ဒီပေါ့နော်အေစီမီလန်ဘော်ဒီဖရိုင်ဘတ်ဘော်ဒီနဲ့မိုင်းစ်ဘော်ဒီလို့ဖြစ်ပါတယ်ညီကိုတို့အားလုံးစင်ပြေကြပါလိမ့်ညီကောင်းချမ်းမှချမ်းသာကြပါလိမ့်ဗျာမြန်မာပြည်ကြီးလည်းငြိမ်းချမ်းကြပါလိမ့်ဘေးအန္တရာယ်ကင်းဝေးကြပါလိမ့်